ရမ်းပြည်နယ်ဝင်ကြီးချုပ်ဦးအောင်အောင်အခြေခံပညာကျောင်းများတွင်ကျောင်းသားကျောင်းသူများမိဘအုပ်ထိန်းသူများမှကျောင်းစတင်လာရောက်အနံ့နေမှုကိုကြိရှိအားပေး၍မွေးမြူရေးဆောင်ကျိုင်းတုံရာထားမြေနေရာ ကွင်းစင်းကြိရှိစစ်ဆေးတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျောင်းနေရွယ်ကလေးအားလုံးစင်ဆက်မပြတ်ပညာသင်ယူနိုင်ရေးအတွက်မေလ29ရက်နေ့နဲ့9နာရီခွဲကကျိုင်းတုံမြို့ရက်ွက်နှစ်ရှိအမှတ်၄အခြေခံပညာထက်တန်းကျောင်း၌2025-2026ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများမိဘအုပ်ထိန်းသူများမှကျောင်းလာရောက်အနှံ့နေမှုအားရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နဲ့တတိကံဒေသတိုင်းဆက်ဌာနချုပ်တိုင်းမှုနှင့်တာဝန်ရှိသူများကသွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီးကျောင်းဆောင်တဲ့တည်ဆောက်မြင်နေရာကြည့်ရှု၍လိုအပ်သည့်များမှာကြားခဲ့ကြအောင်သိရှိရပါသည်။ထိုမှတဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ပန်ဟုံးအခြေခံပညာလေတန်းကျောင်းများတွင်ကျောင်းသားကျောင်းသူများမိဘအုပ်ထိန်းသူများမှ ကျောင်းအနှံနေမှုကိုကြည့်ရှုအားပေး၍စောက်လုပ်ပြီးစီးသွားသည့်စာသင်ဆောင်နှစ်ထပ်ဆောင်ကျောင်းဆောင်တဲ့အားလှည့်လည်ကြည့်ရှုစစ်ဆေးရာအားနည်းချက်များတွေ့ရှိရသဖြင့်ပြည်နယ်ဝန်ကြီးချုပ်ကတာဝန်ယူဆောင်ရွက်ထားသည့်ကုမ္ပဏီအားပြန်လည်ပြုပြင်ဆောင်ရွက်ပေးနိုင်ရန်တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရှိရပါသည်၂၀25 2026ပညာသင်နှစ်တွင်ကျောင်းစတင်အနှံမှုကိုဆောင်ရွက်လျက်ရှိရာသူငယ်တန်း KG တင်ယူသည့်ကျောင်းသုံးပုံနှိပ်ဖတ်စာအုပ်နှင့်ကျောင်းဝတ်စုံတစ်စုံခဲတံလေးကျောင်း ပထမတန်း grade 1မှပြင်စမတန်း grade 5အထိတင်ယိုသည့်ကျောင်းသုံးပုံနှိပ်ဖတ်စာအုပ်ဗလာစာအုပ်တရားစဉ်ခဲတံလေးကျောင်းကျောင်းဝတ်စုံတစ်စုံစတ္တမတန်း grade 6မှဒွါတတမတန်း grade 12အထိတင်ယိုသည့်ကျောင်းသုံးပုံနှိပ်ဖတ်စာအုပ်ဗလာစာအုပ်တရားစဉ်ခဲတံ2ချောင်းဘောပင်2ချောင်းအခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်းသိရှိရပါသည်ဆက်လက်၍ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်ကျိုင်းတုံမြို့ခွေကွယ်ကြီးရွာအုပ်စုတွင် မွေးမြူရေးဆောင်ကျိုင်းတုံရထားမြေနေရာတို့ကွင်းစင်းကြည့်ရှုရာကျိုင်းတုံခရိုင်မြေစရင်အင်းဦးစီးဌာနမှရှင်းလင်းကြောင်း သိရှိရပါတယ်။၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်လွိုင်းမွေကြီးရွာအုပ်စုတွင်စွမ်းလောင်ကုမ္ပဏီလီမိတက်မှကျွဲနွားနွားနောက်မွေးမြူရေးလုပ်ငန်းနှင့် နွားများတောက်သုံးသည့်ရေကန်တို့အားတွားရောက်ကြည့်ရှုကြပါတယ်။အစိုးရစံလောင်ကုမ္ပဏီလီမိတက်မှာဒေတာနွားအကောင်ရေ190ကျွဲ20ကောင် ်ငွေမြူထားရှိကြောင်းသိရှိရပါတယ်။ယင်းနောက်ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်ကျိုင်းတုံလွိုင်းမွေလမ်းပိုင်းတိုးချဲ့ဆောင်ရွက်နေမိနေရာတွားရောက်၍မြေပြင်ကွင်းစင်းကြည့်ရှုရာစံပြင်းနယ်ရှိပိုင်းလမ်းဦးစီးဌာနညွန်ကြားရေးမှူးမှလမ်းတိုးချဲ့ဆောင်ရွက်ရမည့်ကိစ္စများနှင့်ပတ်သက်၍ရှင်းလင်းရာပြည်내ဝင်ကြီးချုပ်ကလိုအပ်သည့်များပြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။